အားလုံးပဲမင်္ဂလာပါဗျာခုတခါမှာတော့ဗမာအလုံးလို့ရင်ကြောက်ကဝေဒနာရှင်မနှင်းတက်စွာကြောက်ကအစာထိုးကုတရံမလွေကြောင်းဝမ်းနေစွာပြုတ်ပြလာတဲ့ရုပ်တံပရိယဖန်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအားလုံးမင်္ဂလာပါရှင်တမီးပြောစရာရှိလို့ပါ ဒီနေ့ပေါ့နော်ဆရာနဲ့တွားပြရသေးတယ်ကြောက်ကလေးဖို့အကြောင်းလဲပြောခဲ့တာပေါ့နော်ဟိုညီမကိုလူပေးမယ်ကြောက်ကလေးမယ်သူလည်းရပြီဆိုတော့ဆရာနဲ့တွားပြီးတော့ပြောတဲ့အခါမှာညီမတွေးဟိုတစ်ပတ်တစ်လုံးလောက်ဟိုပုံမှန်တွင်းရတယ်ပေါ့နော်အဲ့လိုတွင်းလို့ အမောတော့ပဲနဲ့အခုလိုမျိုးစကားပြောနိုင်တာပေါ့ကြောက်ခဲ့အစားကုန်မဲ့မိသားတော့တွေးတွင်းလို့မရအောင်တွေးတလုံးလောက်တွင်းထားဘူးရဲ့ရင်တော့မှသူက6လလောက်ဆောင်ရတယ်ညီမကတော့တွေးတွင်းခဲ့တဲ့အလုံးကြီးကလည်းမရှိနိုင်တော့ဘူးနည်းနည်းမိဘအခုရှိပြီပေါ့နော်တွေးတွင်းနေရမွေးရပါတွေးအားနဲ့ယောဂဖြစ်နေတာပေါ့အဲ့ထွက်ကြမလို့ကြောက်ခဲ့အစားကုန်မဲ့ဆိုရင်တော့မှ

ံပေါ့နော်ကိုယ်ချောက်ကလေးကိုကိုညီတဲ့သူတွေကိုညီမလူတွေပေါ့နော်အများကြီးရှိပါမယ်လေမာကိုရာအဲလိုအဆင်မပြေဘူးဆိုတော့ကိုယ်ကံမဲပေါ့နော်လက်ဖြန်ကြရင်တော့ညီမဆေးရောတက်ရမှာကတိ900ရမှာပါဒီလိုဆေးကိုတက်ရမယ်။တက်ပြီးတော့ဒီပါးချောင်းတွေအနေနဲ့နေနေလဲဆိုတာကိုဆရာကတော့ တက်တော့အဖြေထက်ရှားကြည့်မယ်ပေါ့နော်ဒီမွေးရအမွေးရမှာတွေ့ရနေယောဂပဲလားဒါမှမဟုတ်တခြားအကြောင်းပဲဒီတွေးရတာပျောက်ပျောက်နေတာလားဆိုတော့အဖြေရှားကြည့်အောင်မှာပေါ့နော်ဒီလိုပဲတွေးရတော့တွင်းနေအောင်ဆိုတော့ညီမဘလို့မှအစားထိုးလို့မရနိုင်ဘူးမရနိုင်ဘူးပေါ့နော်ပြောတော့အောင် မိုးချင်တာလေးအဲ့ဒီသင်ရပြနေနေတာလေးလာပြောပြတာပါခုထည့်ရရှိတာတွေကိုထည့်နမနဖြင့်နမစီကံပြပါစေုံတန်းအောင်ပါဆိုတော့လေလာပြောပြတာပါရှင်